မင်္ဂလာပါခင်ဗျာလွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ကွင်းပတ်ကစားရင်းနဲ့ကျွန်တော်ကစားဖို့တယောက်ကိုအဲဂျပန်ကော်ဖီတယောက်ကဟောက်တာခံလိုက်ရတယ်ဟုတ်တယ်ဟောက်ဟောက်တာခံလိုက်ရတယ်အဲကျွန်တော်ကတော့မသိလိုက်ဘူးနောက်မှသိရတယ်ကျွန်တော်ဟိုရှေ့ရောက်နေတော့မသိလိုက်ဘူးလေဖြစ်ပုံကအဲရှော့ဟိုးမှာကျွန်တော်တို့အဲရိုက်ဖို့အလှည့်ကြတယ် နောက်ဖွဲ့ကလည်းရိုက်ကိုစောင့်နေတယ်ပေါ့အဲ့အချိန်မှာကျွန်တော်ကနောက်ဖွဲ့စောင့်နေမှန်းသိတော့မြင်မြန်လေးရိုက်လိုက်တယ်ရိုက်ပြီးတော့အဲထွက်သွားလိုက်တယ်ရှေ့ကိုထွက်သွားလိုက်တယ်ကျွန်တော်ကဘယ်ဘချမ်းကိုလည်းနည်းနည်းရောက်တော့ရိုက်တဲ့လမ်းကြောင်းကိုလည်းလွတ်တော့ထွက်သွားကျန်တဲ့လူတွေလည်းဆက်ရိုက်ကြတယ်အဲ့အချိန်မှာနောက်ဆုံးရိုက်မဲ့လူကသူရိုက်ခံဒီမှာဖုံးလာတယ်ဖုံးလာတော့အဲ့ဒါကိုသူကဖုံးထိုင်ပြောနေတာမရိုက်ပဲနဲ့ အဲ့လိုပြောနေတော့နောက်ကရိုက်မဲ့ဂျပန်တွေကစောင်းရင်စောင်းရင်စောင်းရင်လည်းစိတ်ဆိုးလာတော့ဗောဗျာအဲ့ဒါဟိတ်ဟိတ်ဟိတ်ဆိုပြောပြီးတော့တော်တော်တော်မြင်မြင်ရိုက်ဆိုတာမျိုးမောင်းထုတ်တော့ဟောက်တယ်ဗောဗျာအဲ့ဒါဟိုလူကလည်းရိုက်တော့ရိုက်လိုက်တယ်ပြီးတော့ကျွန်တော်တို့နားတဲ့အချိန်မှာကျွန်တော်လာပြောတယ်အဲ့လိုဟောက်လို့ရလားတဲ့အဲ့လိုမောင်းလို့မောင်းထုတ်လို့ရလားတဲ့ဒီများဟိုတဲ့ဆိုတော့အကူကဖုန်းပြောနေတာဟုတ်လို့စားနေတဲ့အချိန်မှာ အဲကိုကြောင့်သူများအနောက်ရှက်မဖြစ်ဖို့အဓိကပဲဒီကိုကိုကအဲအကိုကြောင့်သူတို့ပို့ပြီးစောင့်နေရကြတယ်လေသူနောက်ဖွဲတွေကလည်းပိတ်နေတော့အကိုကဒါကိုဖုန်းပြောနေတယ်ဆိုတော့ကျွန်တော်တို့အနောက်ရှက်ဖြစ်တာပေါ့အဲ့ဒါကြောင့်သူကလည်းတတိပေးတာပါလို့အဲ့လိုပဲကျွန်တော်တို့ပြည်လေပြည်လေကြောင့်ပြောလိုက်တယ်အဲ့အကြောင်းကိုကျွန်တော်တို့တဖွဲ့ချင်းကစားတဲ့အမတွေနဲ့ပြောပြတဲ့အခါကျတော့အမကိုစော်ရေးတဲ့အဲ့အကြောင်းလေးကိုဗီဒီယိုလေးလုပ်ပေးပါတယ်သူက request လုပ်တယ် အဲအဲ့တော့လေပြောရပြီပေါ့ဗျာကျွန်တော်တို့ US USGA RNA ရဲ့ Runovac 5.6A မှာ reasonable delay နဲ့ unreasonable delay ဆိုတာရှိပါတယ်ကြိုးချောင်းခိုင်လုံတဲ့နောက်နေကြကြမှုနဲ့ကြိုးချောင်းမခိုင်လုံတော့နောက်နေကြကြမှုဖြစ်ပါမယ်အဲအဲ့ဒီဘာကကျွန်တော်တို့အကြမ်းရေးအတွက်အဲ trial လက်ဝင်နေတာလိုမျိုးအခြားအကြမ်းရေးကိစ္စတွေက uh, reasonable delay ဖြစ်ပါတယ်ကျူးအကြောင်းခံလို့ ਨੇ နောက်နေကြကြမှုဖြစ်နိုင်ပါတယ်အဲအဲ့လိုမှမဟုတ်ပဲ ਨੇ ဖုန်းပြောနေတာလိုမျိုးအဲနောက်ပြီးတော့အဲဖုန်းသုံးနေတာလိုမျိုးတခြားတကယ်ချင်းနဲ့ထိုင်ပြီးစကားပြောနေတာလိုမျိုးဒါတွေဟာ unreasonable delay ပါကျူးအကြောင်းမခံလို့ ਨੇ နောက်နေကြကြမှုဖြစ်ပါတယ်အဲ့ဒီအတွက်ပြစ်ဒဏ်ကပထမတစ်ချိန်ဆိုရင်ပြစ်ဒဏ်တစ်ချက်ကြာခံရပါမယ်ဒုတိယချိန် unreasonable delay ထပ်ဖြစ်ရင် general penalty ဖြစ်တယ်ကြားခံရပါမယ်ခင်ဗျာ general penalty ဆိုတာက match play ကစားရင်ကျင့်ပြတ်ကစားရင်ကျင်ရှုံးပြစ်တယ်မှာအဲ stop play ကစားလို့ရှိရင်တော့ပြစ်တယ်နှစ်ချက်ကြားခံရပါမယ်နောက်တစ်ကျင်းထပ်ပြီးတော့တတိယကျင်းရောက်ချိုးချောင်းမခိုင်လုံနဲ့နောက်နေကြံ့ကြံ့မှုဖြစ်ပြီးဆိုရင်တော့ဒီကစားသမားကိုပွဲပင်ပြစ်တယ်ချက်ခံချမှတ်ပါတယ်ခင်ဗျာ ဒီကျူပြတ်တံမှာဒါအပြည့်ဆုံးပြတ်တံဖြစ်ပါတယ်အဲဒါကစီမင်းအရာပြတ်တံချတာပေါ့လေစီမင်းအရာပြတ်တံချတာအပြင်ဒီလူကြောင့်ဂျန်တဲ့လူတွေနောက်ဆက်ဖြစ်ပြီးဆိုရင်သူ့အပေါ်မှာစိတ်ကိုစိတ်ပြတ်ကြပါလေဒါလည်းပဲပြတ်တံတစ်မျိုးပါပဲခင်ဗျာတတိထားပါပါအဲတစ်ဆက်တည်းပြောရရင်လေဒီကော်ဖာအများစုခွင်းထဲမှာတစ်တော့လေးတွေကစားကြပါတယ်နောက်တွဲတွေပိတ်နေတဲ့အချိန်မျိုးမှာ TikTok အုပ်စုလိုက်ကစားနေကြတာမျိုးကတော့ and reasonable delay ပါခင်ဗျာနောက်နေကြံ့ကြာမှုတွေမဖြစ်အောင် peace of play ပါဝင်အောင်ကစားကြပါလို့တရားခင်ဗျာကိုကြောင့်တခြားလူမနှောက်ယှက်မဖြစ်စေဖို့ကအရေးအကြီးဆုံးပါပဲခင်ဗျာကျေးဇူးတင်ပါတယ်